ယောဂီတော်အရင်ယောဂီတော်မသွားဘူးတဲ့ဆိုင်လေးမရှိလောက်တော့မသွားဘူးတဲ့နေရာလေးမရှိလောက်တော့ဟောကန်းရှိဟိုနိုင်ငံဟာသွားနေကြတာပဲအများကြီးကဘာပြည့်လေးသွားနေကြတာကဘာပြည့်လေးသွားနေကြတာယခုတချို့တချို့တချို့နိုင်တဲ့နေရာတွေမှာဒေသတွေမှာစစ်တွေဖြစ်နေတယ်ဒါမှသွားနေကြတာပဲလျင်လေးတစ်နေ့တစ်နေ့၃လေးစီးအပြည့်သွားနေကြတာပဲ ဟိုဒီမှာလည်းအပြည့်ကန်းရှင်မှာလည်းအပြည့်သွားနေကြတာအပြင်ယောဂီတို့ဘလောက်ပဲသွားသွားဘာတွေပဲစစနောက်ဆုံးဘာတွေပဲလောက်ခေးလောက်ခေးတဲ့အဲ့ဒါတွေက စိတ်ချမ်းသာမှုအပြည့်အဝမရနိုင်ဘူးတခဏပဲတဲ့အပြည့်အဝလိုချင်တယ်ဆိုရင်ဘုရားရှင်ကတော့တရားအားထုတ်ပါတဲ့ တရားအထုတ်ရင်တော့ဘာတွေရမလဲအရိယာမေဖို့တွေကိုရမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်တချို့ကနိဗ္ဗာန်မလို့ရင်ဘူး okay no problem အရိယာမေဖို့လေးမလို့ရင်ဘူးတပည့်တော်ဘဝတိုင်းလူလောက်ဖြစ်ရင်တော်ပြီဖယားလူဖြစ်ခြင်းလေးပဲတရားကျင့်မှရမယ်တရားလေးထိုင်တမ်းမှစိတ်ကောင်းနှလုံးကောင်းဝင်ပြီးတော့လူစိတ်မွေးမှလူဖြစ်မှလည်း လူစိတ်မရှိရင် လူမဖြစ်ဘူးယုတ်လူဖြစ်မလားဘာဖြစ်မလဲဘာကုသိုလ်ရှိလဲမမေးနဲ့ဘောဘောတို့ရဲ့ဝါဒကတော့ theory ကတော့လူနဲ့တူတဲ့စိတ်ထားရင်လူဖြစ်တယ်နန်းနဲ့တူတဲ့စိတ်ထားရင်ဒီဘယ် not data နဲ့နတ်ဖြစ်တာပဲလက်ရှိပြစ္စုပန်ကိုအရှင်ကြီးကိုကြည့်လိုက်ရင်ကိုဘာဖြစ်မလဲတာမှန်းလို့ရတယ် စိတ်ရှိတဲ့အတိုင်းသွားတာပဲဒေခဏိလည်းဒီစိတ်နဲ့သွားတာပဲမဒုဒ္ဒမဒုဒ္ဒဆဇွေမင်းလို့ဟိုပိုက်တာတွေဘာတွေဖြစ်သွားရင်လည်းပဲတခဏပြန်ကြုတ်ပြီးတော့ဒီပုဂ္ဂိုလ်တွေကမကြပါဒါဖြင့်ယောဂီတော်တနေ့တနေ့ညခုဘုံဘုံတော့ခက်ဘုံဘုံတော့ကဘာမှာ စိတ်ဆင်းရဲစရာတွေဟာ တနေ့ထက်တနေ့ပေါ်ပေါ်များလာဟောတနေ့ကတည်းကဒီဒီနေ့ဟာပေါ်ပြီးတော့လောဘနဲ့ပြောရတဲ့ဒေါသနဲ့ပြောရတယ်နောက်တနေ့ဒီထက်ပြောရမယ်ကျန်တန်တဲ့ရှင်နေတွေကိုဒီထက်မြင်ရမယ်ဘယ်တော့ကောင်းမလဲဖယားတဲ့တရုတ်ကမေးကြတယ် နောက်နှစ်နှစ်လသုံးနှစ်လဘယ်တော့မှမကောင်းဘူးဟောအဟိမတရားမြတ်စွာဘုရားပွင့်မှကောင်းဘာဖြစ်လို့လူတွေဟာတနေ့တနေ့လောဘဒေါသရွလာတာမဟုတ်ဘူးများလာတာများလာတရားစကံတရားပွဲတွေရောက်တဲ့ပုံကိုယ်တွေကနည်းနည်းလေးအများကြီးမဟုတ်ဘူးဒီလူတွေပဲဒီပတ်ဝန်းကျင်ပဲ ဒါနလောက်တာလဲဒီလူတွေပဲသီလစောင့်တည်တာလဲဒီလူတွေပဲဘာဝနာလောက်တာလဲဒီလူတွေပဲအများကြီးမရှိဘူးဟောဟောပဲရိတ်တာမှာတော့ဖြင့်ဘယ်ကလူတွေဝင်နေတလေလို့မကြည့်မမှန်းလိုက်နဲ့ဒီလူတွေကိုယ်နဲ့သိတဲ့လူတွေထွက်ပါယောဂီတို့ဘေစကံဘေနာသွားသွားကြည့်လိုက်ရင်လေဟောဟောလူကလည်းငါနဲ့သိတဲ့ဒီလူကလည်းငါနဲ့သိမျက်နှာတမ်းမိနေတဲ့လူတော်များကြီးမျက်နှာမတမ်းမိဘဲနဲ့အတူတူ အလူတွေလုံမှုတဲ့လူတွေလေးအများကြီးပဲဒါကြောင့်အဲ့ဒီပတ်ဝန်းကျင်ကဂရုကသေသေးလေးတနေ့တနေ့လောဘဒေါသမောဟများနေတဲ့လူတွေကအများကြီးဒါကြောင့်လူသားတွေဟာတရားဝါတွေဟာ တနေ့တနေ့ လောဘလေးပုံများလာတယ်ဒေါသလေးပုံများလာတယ်မောဟလေးပုံများလာတယ်မတရားမှုတွေလောက်ဖို့လေးဝန်မလေးတော့ သူတော်ကောင်းတတ္တိရှင်ဒီလိုဖြစ်လာမတရားတာတွေလုံနိုင်တဲ့လူကသူတော်ကောင်းတတ္တိရှင်တွေဖြစ်လာကောသလအိုက်မဲ့လိုပဲအဲ့ဒီအတိုင်းကိုဖြစ်လာဟုတ်တယ်တို့ရိအဲ့လိုတတ္တိရှင်ဖြစ်လာဟီရိဩတ္တမရှိတော့ ပြောဖို့လေဝမ်းမလေးဘူးဆိုဖို့လေဝမ်းမလေးဘူးသူတစ်ပါးကိုမကောင်းပြုလုပ်ဖို့လေဝမ်းမလေးဘူးနောက်ဆုံးအသက်ကိုတတ်ဖို့လေဝမ်းမလေးကြတာဒုနဲ့ဒုနှိုက်ဆက်ဖို့အဲ့ဓာတွေလေဝမ်းမလေးတို့နှိုက်ဆက်တွေဆိုတာလည်းပဲလက်နဲ့နဲ့နှိုက်ဆက်မှမဟုတ်ဘူးဒုဒ္ဒါနဲ့နှိုက်ဆက်မှမဟုတ်ဘူးအမျိုးမျိုးသောနီးနေလေးဒါနှိုက်ဆက်လို့ရတယ် ဆိုခေကလကဘယ်တော့ကောင်းမလဲလို့မယံအိမတရားမြတ်စွာဘုရားမပွင့်မရှင်ကောင်းစရာအကြောင်းမရှိတက်တန်းကလောဘဒေါသမောဟများတော့တိုးတိုးလာတယ်တိုးတိုးလာပြီဒါတခုခဏစဉ်ခဏနေတန်းကနေခဏစဉ်၄နှစ်တန်းခဏစဉ်၄နှစ်တန်းကနေခဏစဉ်၃နှစ်တန်းပေါ့တက်တန်းကစသည်ဖြင့်ရွတ်ရွတ်လာသူ့ရဲ့ limitation ကရွတ်လာတယ် တချို့တလေးများနင်းနေရှည်တာရှိမယ်တချို့တလေးများအဲ့ဒီထက်တော်တာလည်းရှိအဲ့ဒီကနေစေနှစ်တိနှစ်တရားမှာတနှစ်စီရွရွပြီးတော့တွက်သွားလိုက်ရင်တဲ့စေနှစ်တိရောက်ပါစေနှစ်တန်းရောက်ရင်တချို့ကလည်းစင်ကားနှစ်လောက်ရှိမှာပေါ့တချို့ကလည်း၅နှစ်နဲ့သေမှာပေါ့တော့စေနှစ်ပြည့်တာနဲ့ရှည်ရှင်းသေးရမယ်လို့တော့မဟုတ်ဘူးအဲဒါပေမဲ့ဒီဒီအေဟိုတခုကတော့အဲ့ဒီလိုပုံစံမျိုးသွားတယ်အဲ့ဒီကနေမှာ ပြန်ပြန်တက်လာမှာနှစ်တရားမှာတစ်နှစ်နှစ်တရားမှာတစ်နှစ်နဲ့စစ်တစ်နှစ်စစ်နှစ်နှစ်တက်လာလိုက်တာဟောဘက်နှစ်ပေါင်း8000သသိန်းထိအဲ့လိုသွားမယ်အဲ့ဒီတော့မှဘုရားရှင်ကပွင့်မှာတော်တော်စောင့်ဝံ့အောင်မှာဒါပြင်ဘုန်းဘုန်းတို့ကစောက်ကကာလတက်ကာလမဟုတ်စစ်နှစ်တန်းရောက်လို့စစ်နှစ်တန်းရောက်နေတဲ့ကိုယ်ဆိုရင်တော့တက်ကာလနောက်တစ်နှစ်လောဘဒေါသဒီဒီနှစ်ထိပ်ရုံးမယ်စစ်နှစ်တန်းမှာ နောက်တနေ့ဆိုရင်အဲ့ဒီထက်ရုတ်လာမယ်နောက်တနေ့အဲ့ဒီထက်ရုတ်လာမယ်မျိုးလင်းစရာရှိတယ်ဘုံဘုံတော်ကဒီကနေ့ခေမျိုးလင်းစရာမရှိဘူးရုတ်ဖို့ပဲရှိဆုတ်ကလို့ခေါ်တယ်တိုးတက်စရာအကြောင်းမရှိလောဘဒေါသတွေများလာပြီမမှန်ကန်တော့ဘူးဘသူမှမမှန်ကန်ဘုံဘုံတော်ဟောလွန်ခဲ့တဲ့လင်္ကာ6နဲ့ဟောဒီလင်္ကာမှာကြောင်းတဲ့ကလေးက တချို့ပွဲတွေမှာ ပြောဘူးတယ်ကုလသမဂ္ဂကဇမမှန်ဘုံဘုရောကိုယ်တိုင်တရားဝင်ပြောဘူးတယ်ဇာတန်းတွေရေးဘူးတယ်အဲ့ဒီခေတ်တုန်းကလူအခွင့်ရခက်လူအခွင့်ရခက်အကုန်လုံးလူအခွင့်ရနဲ့အလုံးလက်ခံရမယ်လူနဲ့တူရင်လက်ခံတယ်လူနဲ့မတူရင်လက်ခံတော့မရဘူးတိတန်တဏျာနေလူနဲ့တူအောင်အရင်ချင်းကျင်းပြီးမှဒီဘက်ပေါ်လာ တကောတော့အများကြီးအဲ့ဒီတုန်းကတော့ပြောဘူးတယ်ဆိုဘူးတယ်အဲ့ဒီကတိကမမှန်ကန်တာတွေအများကြီးအဲ့ဒီကတိကဘာဖြစ်လာလဲဆိုရုတ်ရုတ်လာတယ်ဒီကနေ့ခေဘသူမှဂယုတိုက်ကြဘူးမစိတ်တော့အရှင်းရှင်းတွေစန့်ကျင်လာပြီဘာဖြစ်လို့လန်းလွေးနေလို့ဆိုတာကတော့ယောဂီတို့ဒါတွေကိုအလုံးညင်ညွတ်အောင်လုပ်နေတယ်ဆိုတော့ပုဂ္ဂိုလ်ကိုယ်တိုင်ကမညင်ညွတ်တော့မမှန်ကန်တော့ မဟုတ်တဲ့လူတွေစီကနိုင်ငံတွေစီကပိတ်ဆံတွေအများကြီးယူထားတယ်။အဲ့ဒီအတွက် ကာဗာလုတ်ပြီးတော့စကားတွေပြောပေးရတယ်။အဲ့ဒီမှာဆက်လွေး။ကုလအမျိုးတွေတမက်ကညီညွတ်မှုမဖြစ်တော့ဘူး။ဆောဒါကတော့အဲ့ဒီနေနေနေလာလိုက်တယ်။လောဘဒေါသ మో ဟဟာများတဲ့များလာဖို့ပဲရှိတယ်။ ဒါကြောင့်ယုတ်ဤတော်စိတ်ရမ်းတာဘောအတွဲကိုစင်ရေးစိတ်စင်ရေးဒါတွေကလွတ်မြောက်ဖို့အတွက်တရားထိုင်ခြင်း လုပ်ငန်းတစ်ခုပဲရှိတယ်။နောက်ပြီးတော့ယောဂီတို့တရားထိုင်ရင်တော့ဒီစိတ်တွေကအော်တော်နော်အော်တော်သူဟာသူတခါလေးအဲကျန်းတန်းတဲ့စိတ်တွေလောဘစိတ်ဒေါသစိတ်မောဟစိတ်တွေဟာဖြည်းဖြည်းချင်းတတ်ပြီးသားဖြစ်သွားတယ် သစ်ပင်သေးတယ်လို့ပေါ့ဖြည်းဖြည်းလေးဖြည်းဖြည်းလေးညှို့ညှို့ပြီးတော့အရွက်တွေကျွေပြီးတော့နော်စုံခိုင်းတွေပါဆွေးသွားအဲ့ဒီနီးနဲ့မဟုတ်ဘဲနဲ့စိတ်ရှမ်းသာဖို့အတွက်တရားနီးကားတော့ကိုယ့်ရဲ့ mindset တွေကို ပြုပြင်ဖို့အတွက်စအောင်စပယ်တွေဖတ်တာရှိတယ် သောဇာပေတွေဖတ်ပြီးတော့အဲ့ဒီရဲ့အဆုံးမတွေကိုနာခံမှတ်သားပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြုပြင်ဒါကလည်းပဲအတိညာဏ်တော့ရှိတယ်ဒါပေမဲ့ပြုပြင်ဖို့ကြာတော့နည်းနည်းခေးရင်အဲ့ဒီနီးနယ်လေးသွားလို့ရတယ်အဲ့ဒီနီးနယ်လေးတစ်ဖက်မှာစာဖတ်တစ်ဖက်မှာတရားလေးထိုင်ဆိုရင်တော့ဇုံတွန်းတယ်လို့ဖြစ်ပြီးတော့မြန်မြန်ခရီးရောက် ောမကဟောအရင်ကစဉ်းစားတယ်ယောဂီတွေယုံနံတော့သိပြီနိစ္စဒုက္ခအနတ္တတော့သိပြီဒါပေမဲ့သိတာပဲရှိသေးတယ်ကျင်းဖို့ကအရှင်ကယူရအောင်အဲ့ဒီကျင်းနေတဲ့အရှင်အပိုင်းရှာမှာ လောဘမဖြစ်အောင်ကိုယ့်ရဲ့စိတ်ကိုစီမံတတ်အောင်ပို့ပြဒနာတစ်ခုဖြစ်လာပြီဆိုရင်စိတ်ကိုစီမံတတ်အောင်စိတ်ထားတယ်ထားတတ်အောင်ဘယ်လိုလုပ်ရမလဲ ဒါတွေထိုင်ခိုးနေရင်လည်းတုံနဲ့ပြီးမှန်မဟုတ်ဘူးအဲ့ဒါနဲ့ဘဝကိုစီမံခန့်ခွဲခြင်းတရားတော်ဆိုပြီးတော့အဲ့ဒီလွန်ခဲ့တဲ့တစ်နှစ်လောက်ကလာမသိဘူးတော်တော်လေးဟောဖြစ်ဟောပြီးတော့အဲ့ဒါတွေကိုစုပေါင်းစပ်ပေါင်းလုပ်ပြီးတော့ဘဝကိုစီမံခန့်ခွဲခြင်းဆိုပြီးတော့စာအုပ်လေးတောက်ဖတ်ထုတ်လိုက်တယ်ပေါ့ဆိုတော့အဲ့ဒါကိုယောဂီတို့က အားရင်အဲ့ဒါကိုလေတေချာဖတ်ရအဲ့ဒါကိုယ့်ရဲ့စိတ်ကိုဘလို့စီမံခန့်ခွဲမလဲဆိုတာတခုခုဆိုရင်ယောဂီများစိတ်ကိုမစီမံတတ်ဘူးမခန့်ခွဲတတ်တရားကလေရှုနီးမှတ်နီးတော့သိပြီဒါပေမဲ့ရှုမှတ်ရအောင်ပါအရှင်ကယူရဦးမှာအဲ့ဒီအရှင်မရခင်တရားမတွေ့ခင်ကပြဿနာကအများကြီးဖြစ်နေဘောဖကန်းရောက်အောင်တော့သွားမယ် ဒါပေမဲ့လမ်းမှကပြဿနာကြုံနေပြီအဲ့ဒီပြဿနာတွေအဲ့ဒီစာအုပ်ကလေးထောက်ထားတာဒါကြောင့်ယုတ်ကြီးတော့အဲ့ဒီစာအုပ်ကိုလေတရားတော်သေချာယူသွားအင်ရောက်ရင်သေချာလေးဖတ်ဘလို့ manage လုပ်ရမလဲဆိုတာအဲ့ဒီမှာအလုံးပါတယ်အဲ့ဒီမှာအလုံးပါတဲ့စကလုံးတစ်လုံးသီးစာအုပ်တော်ပဲစကလုံးတစ်လုံးသီးစာအုပ်တော် ပြောရင်ဘိုးဘိုးကလည်းဒီဒီနိုင်ငံတကာထွက်တဲ့စာအုပ်ထွက်သမျှတော်တော်များများတော်တော်များများလို့ပြောရမှာအကုန်ဖတ်တယ်အကုန်ဖတ်တယ်နောက်ဆုံးအများကြီးမဖတ်နိုင်ရင်လည်းပဲအဲ့ဒီစာအုပ်ဘာလဲဆိုတာကိုတော့ပြောပြနိုင်အောင်တော့ဖတ်တယ်လူငယ်တွေနဲ့တွေ့ရင်ဆရာလောက်ရအောင်မောင်ရေဟောကောင်တွေကကိုယ်ကြိုးစဉ်းစားနေတယ်ဒီဖုန်းကြီးဘာမှမသိပဲမင်းတက်ကသိတယ်လောက်ထဲရ မင်းဖေဇောက်တွေဖတ်တော့အခေါ်ဇောက်ခေါ်ဇောက်အဲ့ဇောက်မှာဗာတယ်ဗာတယ်မဲတာတေချာဖတ်ဘွားလေးတေချာဖတ်ထားတာတော့မဟုတ်ဘူးနင်းနေဆရာတို့လုပ်လို့ရအောင်ဒါအဲ့ဒီဇောက်တွေကိုဖတ်ပြီးတော့မှတ်မိသလောက်ပေါ့အမှတ်မိသလောက်ကိုကောနောက်ရေးတာလေးရေးပြန်လေးမှတ်စုပြန်ရေးပြီးတော့ဖတ်တော့ကတော့ရေးမထပါဘူးနောက်မှစဉ်းစားပြီးပြန်ရေးတာအဲ့ဒါနဲ့အဲ့ဒါတွေပေါင်းပြီးတော့ဇောက်တော့ဖြစ်သွားတယ် ဆိုတော့အဲ့ဒါကိုလေယောဂီတော်တည်တည်ရှာရှာစနစ်တကျတည်ရှာစဉ်းစားပြီးတော့ဖတ်ရမယ်ဖတ်ပြီးတော့တွေးဖတ်ပြီးတော့တွေးဆိုပါစို့တချို့စကလုံးတွေကတွေးမှပဲအဖြစ်ကထွက်မယ်ကိုယ်မှာရှိတာကိုတန်ဖို့မထမ်းဘဲနဲ့အများကိုပဲအများပိုင်ဆိုင်တဲ့ပစ္စည်းကိုပဲငေးနေရင်နှခါရှုံးတယ် စာမအဲ့လိုရေးထားမှာခုနအဲ့ဒီစာကိုလေးလိုက်ရှာတာမတွေ့ဘူးကိုယ်မှာရှိတာကိုတန်ဖိုးမထားရင်နှခါရှုံးတယ်စာအုပ်ထဲမှာဒါလိုပဲပါဆိုတော့ကိုယ်မှာရှိတာကို အောက်မှာကိုယ်စည်းနေတဲ့ဖဏတ်ကိုယ်မှာကလည်းအနည်းဆုံးတော့3လ5000တော့ရှိမှာပဲလေဒါမှသူများစည်းနေတဲ့လင်္ကာသိမ့်တံကိုအားကျနေရင် ကိုယ်မှာဝေထားတဲ့၅သောင်းတာဘဏ္ဍာလေးအလကဆုံးချုံသွားတဲ့အပြင်သူများဘဏ္ဍာလေးမရဘူး။ဂျမ်းမှာစိတ်ဆင်းရဲမှုပဲရတယ်။ဇာတိမှာတော့တကြောင်တကြောင်ပဲရေးထားတယ်။ကိုယ်ကတော့အများကြီး definition ဖွင့်စေ။ကိုယ်မှာ၅သောင်းတန်ကိုသေသေးချာချာထားသည်ငါအတွက်တန်ဖို့ရှိတယ်။ငါ့ကိုဘသူကိုပေးထားတာလို့တန်ဖို့ရှိချစ်ချစ်စည်းနေရင် ငါသိမ့်တံဘသူပဲဇီလာဇီလာသိမ့်20တံဘသူပဲဇီလာဇီလာဘယ်ကောင်မှဂယုစိတ်ဖို့မလို့အေးစေးမယ်ကိုမော်တီဗေးရှင်းနဲ့ကိုအေးစေးစေးသွားလာနိုင်တယ်ဘယ်ကောင်မှဂယုမစိတ်ဘောင်းရန်ယောဂီတို့အဲမာကတ်တင်သွားရင်သိမ့်ငေးနေတာသိမ့်ငေးနေတာတခါတခါဘုံဘုံတို့လည်းရောက်ဘူးပါရောက်ရင်ဒီတိုင်းတိုးကြည့်တောင်းကြည့်မကြည့်ဘူး ဒီလူတွေဘာကိုဘာလောက်တလေလူကိုကိခတ်တာဘာလောက်တလေဝင်လာတဲ့အကောင်ဆိုင်မှာမင်းနေတဲ့လူသွားနေတာလာနေတာတချို့ကနည်းနည်းလေးသိငေတဲ့စိတ်နဲ့သွားတယ်တချို့ကမြောက်ကြွားမြောက်ကြွားတချို့ကလေးစမ်းစရာသာမရှိတာအစ်စစ်ပဲလူမျိုးစုံတချို့ကဆိုင်ကိုဝင်သွားတယ်ဟိုမေးဒီမေးမေးပြီးတော့ ဒီတိုင်းသင်္ကေတစိတ်လေးနဲ့ထွက်မဝေနိုင်လို့ဈေးကြီးလို့ဆိုတော့အဲ့ဒီလူတွေကိုဘုံတို့ကအကေခတ်တာဘလို့သွားတယ်လေဘလို့လုတ်တယ်လေဘာတွေပြောကြတယ်လေဒါကြောင့်ဘုန်းကြီးကမြေလုံးကတော့တိုက်ငြိမ်မှာမဟုတ်ဘူးတိုးချစ်တောင်ချစ်ဖြစ်နေတယ်အကေခတ်နေတာတရားရှာနေတာပေါ့ တရားရှာနေဆက်ဆံတဲ့လူကကိုဘလို့ဆက်ဆံတလေဆက်ဆံတဲ့လူကလေးစင်ရည်သားတစ်မျိုးချမ်းသာတစ်မျိုးတရုတ်ကလည်းဒီလိုရှိတာနိုင်ငံခြားတွေမှာဆိုပေါ်တော်များတယ်နိုင်ငံခြားတွေမှာတချို့ဆိုင်တွေဆိုရင်ဘုန်းကြီးတို့စင်ကာပူတခါကြုံဘူးတယ်ဗီဇာကတ်လာဘာလာမသိမေးကတ်ပါလာတဲ့အဲ့ဆိုင်ကတော့ဘုန်းကြီးနဲ့မဆိုင်ဘူးကဖီယာဝင်တော့ကလိုက်ဝင်တယ်အဲ့တည်းရောက်လာလားမသိဘူး အဲ့ဒီပိဿံဘလောက်ပါတယ်လို့ပြမှဝင်ရတာအဲ့လိုဆိုင်မျိုးတွေလေဂျုံဘူးတွေဆိုတော့နိုင်ငံခြားတွေမှာတော့ပိုပိုးတာပေါ့အဲ့ဒါတွေနဲ့ပဲတို့မှာတန်ဖို့ဖြတ်เสียရရှိတရားနီးမရှိဒါဆိုရင်ယုတ်ဤတို့စိတ်နေစိတ်ထားနဲ့ပတ်သက်လို့ ကောကမစီမံတတ်ဘူးမခန့်ခွဲတတ်ဘူးဆိုရင်အဲ့ဒါတော်တော်လေးပြဿနာရှိတယ်မစီမံတတ်မခန့်ခွဲတတ်ရင်အဲ့ဒါနှခါစိတ်ဆင်းရဲရပြဿနာကိုလည်းမဖြေရှင်းနိုင်ဘူးကောကလည်းထပ်ပြီးတော့ပူလောင်နေအဲ့ဒီလိုမျိုးဖြစ်တာဒါကြောင့်ယောဂီတော်အဲ့ဒီဘဝကိုစီမံခန့်ခွဲခြင်းသင်ခန်းစာဆိုတဲ့စာအုပ်ကိုလည်းတေချာဖတ် ဘုံတော့ဒီမှာဇောက်တွေအဲ့ဇောက်တွေကိုမြစ်တကုံတော်ဘောဇောက်တွေကမယောင်ကိုတမင်ကိုဖတ်စေခြင်းလို့ပေးတယ်တမင်ကိုပေးတယ်အချင်းချင်းရရတဲ့အချင်းပေါင်းလေးမနေတော့ကြည့်သွားတာလေယောဂီတို့အိမ်မှာလေတော်တော်များနေတခါလာတောက်တခါလာတောက်ကိုလေးမဖတ်ဘူးသူများလေးမပေးဘူး ိုဆောင်မလို့လားမသိဘူးဇောက်ဖတ်ကြည့်လိုက်တာတော်တော်ရတာရှိဘယ်လန်လန်ကောင်းနေလဲအခုဒုတိယတွေ့ရေးနေတာဒုတိယတွေ့ကအချိန်ကသိပ်မရတော့ မရေးဖြစ်တာတော့တလက်လောက်ရှိပြီတပိုင်းတလက်နဲ့ဒါပြင်ယုတ်ကြီးတော့ဆိုလိုချင်တာက ယခုဘုံဘုံတော်ယောဂီတို့ကဒီစိတ်ယံတာဘောအတွက်တော့ဆုံးအပီးတိုင်စိတ်ကအေးချမ်းဘောအတွက်သွားနေကြတယ်။သွားနေကြတဲ့အချိန်မှာယခုကသွားတုံသွားတုံဆိုတော့လမ်းမှန်တော့ရေဘူးလို့တာပေါ့။ဘောဘတောင်ရှိကိုရောက်သွားရင်တော့အဲ့ဒီမှာစမ်းချောင်းတွေရှိတယ်ရေလေးကူးလို့ရတယ်အများကြီးရှိတယ်။အဲ့ဒီမရောက်ခင်တော့ရေဘူးတော့ဆောင်းသွားမှရ။ ယခုလည်းပဲတရားတော်တစ်ဖက်မှဒိုင်းတစ်ဖက်မှကအဲ့ဒီစာအုပ်လေးတွေဖတ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့ခံစားချက်ကို control လုပ်နိုင်ဖို့အရေးကြီးတယ်။အဲ့ဒီလို control လုပ်နိုင်ရင်ယောဂီတို့စိတ်ချမ်းသာရမယ်။ဒါဆိုရင်ယောဂီတို့အဓိကတော့ရှုနည်းမှတ်နည်းကိုသိချာမှတ်သားပြီးတော့ယောဂီတို့ကျင့်ကြံပွားများအားထုတ်ကြရပါမယ်။အလုံးတရားသူတရားများ ရရှိနိုင်ကြပါစေကုန်တည်း